ဘာကြီးလဲပူးပြီးတော့လဲလိုက်ဟဲ့ဒီနားမှာလာပူးလို့တော့မိုးခင်ကအုံးနဲ့ပူးဆိုလောင်းလိုက်ပါအားရှိတာပေါ့ရှိတာပေါ့အမတို့ကဘုရားဘာသာထေရဝါဒဆစ်ဆစ်ဆိုအဲ့ပူးတာတွေယူတာတွေမြင်ရိုက်ခွဲကျင်တာမြင်တာတော်တော်မျက်စိနှောက်နေတာအဲ့ဒါကြောင့်လဲတက်တက်ရေးတာအဲ့ထပ်ပေါ်လဲလေအဲ့ဒါတော့ယူနေတာပေါ့နော်ယူနေတယ်သူကမပူးရမနေနိုင်ပူးရတော့မှသူကမီဒီယာနဲ့မှပူးတာဆိုတော့မပြောတော့ဘူးအဲ့ပူးစရာလားအော်ရဲယူယူနန်းနန်းအော်ပါတော့လူလေလူလေအမျက်ဆုံး30ပုံမှာအမျက်ဆုံးလူ ဘာကိုပူးတာတော့ဘာကိုပူးတာတော့အံ့ဩလို့မစုံအံ့ဩတယ်အံ့ဩတယ်ဟဲ့မကြည့်ပါဘူးကြည့်ထုံးတာမကြည့်ဘူး no လုံးဝမကြိုက်ပါလုံးဝအယုံကြည်မရှိပါ အာအပျော်ဆိုတော့နတ်ကရငိမောလေနတ်ကရကြီးမောပေါ့အဲ့လိုမျိုးနတ်ပွဲဆိုလို့ရှိရင်ဘိန်းနာနေကြည်ကြီးမှပျော်နေကြတဲ့ဟာတွေကတော့တဘာဝအတိုင်းနေရှိပါတယ်အမတောင်မျိုးတွေပါရောက်ဘူးပါတယ်အရန်ပျော်စရာကောင်းပါတယ်ဒါမဲ့ပေါ့နော်အဲသူ့ရဲ့ထုံနှင်းစင်လာအရာရှိတာလေရှိကြပါတယ်ဒါအမဟိုဟာတကယ်ကိုးကွယ်ယုံကြည်နေတဲ့လူတွေကိုမပြောပါဘူးနော်ဒါမဲ့အဲ့လိုမျိုးပေါ့မီဒီယာကြီးတကားကားနဲ့လိုက်လိုက်ပြီးတော့ဟိုဟာတွေပူဓာတွေပူတာတော့အမ်အမနဲ့မတွေ့သေးလို့တွေ့ပါလို့ပါဟာ တွေ့တွေ့လို့ရတော့လေဆွဲမေးလိုက်မှာဟုတ်ပြီပူးတယ်မလားပူးတယ်ဆိုအကုန်ပြောနော်အကုန်အကုန်ပြောဆိုပြီးတော့မှအမမေးလိုက်မှာ तू ဟိုဟိုဘာလဲမီဒီယာထဲမှာအမတယောက်ပြောထားသလိုပေါ့သိရမလားဟာနေဟုတ်ပြီအဲဆိုလို့ရှိရင်ပြောစမ်းနင်ပူးတဲ့လူရဲ့အကြောင်းအစအဆုံးသူ့ရဲ့ biography အစအဆုံးပြောစမ်းတော့တာတမ်းမေးလိုက်ဟုတ်တယ်မလားအဲအချိန်ကျမှဟိုအဲ့အမပြောသလိုပေါ့စာတွေဘာတွေဖတ်မိသွားတာပေါ့ဟဲ့မထိုးပါဘူးအဲဘာမှမထိုးချင်ဘူးဘာမှမထိုးချင်သူ့ကိုသွားမေးလိုက်ချင်တာလေအဲ့လိုမျိုးပဲအာအဲ့ဒီသူ့ကူးနေတဲ့လူရဲ့ biography ကိုပြောပြပါတော့ဟဲ့ဘယ်ရလာလဲပေါ့သိရမလားအစိုးဆုံးပဲ อ่ะตลอดตลอดกูยุบเป็ดซิ้นเป็ดไปด้วยล่ะอกไล่ปูเนี่ยอ้าวโอ้ลงซงอ้าวโอ้เลยอ้าวโอ้เออเพิกก็บาเลยดีเกดีดกามะပြောตัวดาอารมณ์จ้าจ้าได้อไตเด้เนาะ30ตะบงมาหลุดตาหาอเม็ดเม็ดซงเด้มั่นเด้30ตะบงมาบ้าจ่องหลุดตากะอเม็ดเม็ดซงผิดยาดาเลยสู้ยินกุตุอกุตุกูคွဲชาบีติดาเลยหลุดตาเว้ဖြစ်တယ် ကုသိုလ်ကောင်းမှုကိုလုပ်တာလေလူသားပဲဖြစ်တယ်။ဒါကြောင့်30တပုံမှာလူသားဟာအမြင့်မြတ်ဆုံးဖြစ်တယ်။နဂါးဆိုတာဟာတရိษံဖြစ်တဲ့အတွက်ရုံနှိမ့်တဲ့တတ္တဝါဖြစ်တယ်။ထို့အတူပဲဥကြီးကျော်ဥရှင်ကြီးစတဲ့38မင်းနဲ့တည်းဟာလည်းပဲဝိမာနိကပြိတ္တာတွေဖြစ်တဲ့အတွက်ရုံနှိမ့်တဲ့တတ္တဝါတွေဖြစ်တယ်။ရုံနှိမ့်တဲ့တတ္တဝါတွေကမြင့်မြတ်တဲ့လူသားရဲ့ခန္ဓာကိုယ်တည်းကိုဝင်ပူးတာဟာဂုံယူစရာမဟုတ်ဘူး။ เนาะဂုံယူစရာမဟုတ်တာကိုဂုံယူမယ်ဆိုရင်သူတော်ကောင်းတွေကဲ့ရက်တာခံရတတ်တယ်လောကမှာသူတော်ကောင်းတွေကဲ့ရက်တာခံရတာတော့နင့်လာတာမရှိဘူးเนาะဒါကြောင့်သူတော်ကောင်းတွေကဲ့ရက်တဲ့အလိုမျိုးကို မလုံမိကြပါစေနဲ့ဦးဇင်ဖရာဗုဒ္ဓဖရာတက်ရှိရှိစဉ်အခါတုန်းကယဟန်အမလို့ကြားဖူးပါတယ်ဖက်လဲဖက်ဖူးခဲ့ပါတယ် ယခုလက်ရှိအချိန်ကာလမှာမိန်းကလေးအနေစုကတီလာရှင်ဝတ်ကြတယ်။ယဟန်ပါလို့မခံကြတာလေဖေယား။ယဟန်ခံခွင့်ကမရှိဘူးလားဖေယား။ဖြေးချပေးတော်မူပါဖေယားတဲ့။မိတွေတော်ဂေါရမီရဲ့တောင်းဆိုချက်ကြောင့်ဂရုတန်၈ပါးကို ပြဋ္ဌာန်းပြီးမိမယဟန်ဘိက္ခုနီမသာသနာကိုမြတ်စွာဘုရားခွင့်ပြုခဲ့ပါတယ်။အဆိုပါမိမယဟန်ဘိက္ခုနီမသာသနာဟာ AD 300စုဝန်းကျင်လောက်မှာကွယ်ပြောက်သွားပါတယ်။ အဲ့ဒီလိုကွယ်ပြောက်သွားတဲ့အတွက်ဘိက္ခုနေမဝတ်မယ်ဆိုရင်ဝတ်လို့မရတော့ပါဘူး။ဘာကြောင့်ဝတ်လို့မရတာလဲဆိုရင်အမျိုးသမီးတွေဘိက္ခုနေမဝတ်တဲ့အခါမှာပိန်ဝင်တဲ့အခါယောက်ျားယဟန်ကကမ္မဝါတစ်ကျင်းမိန်းမယဟန်ကကမ္မဝါတစ်ကျင်းကမ္မဝါနှစ်ကျင်းတိတိဖက်မှဘိက္ခုနေမဖြစ်ပါတယ်။ဒီကနေ့ခေတ်မှာကမ္မဝါတစ်ကျင်းဖက်ပေးဖို့ယောက်ျားယဟန်တွေရှိကြတော့လဲပဲမိန်းမယဟန်တွေမရှိတော့တဲ့အတွက် ိက္ခုနေမှဝိလို့မရတော့ခြင်းဖြစ်ပါတယ်ဝိခွင့်မရှိတာမဟုတ်ပါဘူးနော်နားလည်ပါစေအရှင်ဖရာတပည့်တော်ကမြန်မာလူမျိုးဗုဒ္ဓဘာသာပါဖရာယခုတက်တော့မှာဝင်းနီးနဲ့မညီပဲတိတ်ခါမထိန်ပဲစော့နေတဲ့ပုံကိုယ်တွေကိုစဲမိရင်အပြစ်ဖြစ်ပါသလားဖရာအာပီပြန်ပေးပါဖရာတဲ့အပြစ်ဖြစ်တာပေါ့နော်ဘယ်လိုအကြောင်းကြောင်းနဲ့ပဲစဲစဲစဲဆိုတဲ့သူဟာအပြစ်၁၁မျိုးရရှိစေပါတယ် အဲ့ဒီအပြစ်ဆက်တမျိုးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်၁မရသေးသောတမာတိကိုမရနိုင်ခြင်း၂ရပြီးသောတမာတိကိုဆုပ်ယုပ်စေခြင်း၃သူတော်ကောင်းတရားများမဖြူစင်ခြင်း၄သူတော်ကောင်းတရားတို့၌ငါရပြီဟုလွန်ကဲသောမှတ်တည်မှုရှိခြင်း၅ငွေလျော်မှုမရှိဘဲမြတ်သောအကျင့်ကိုကျင့်ခြင်း၆ယဟန်ဖြစ်ပါကညဉ့်ညမ်းသောအဘတ်တစ်ခုခုသို့တင်ရောက်ခြင်း၇ ယဟန်ဖြစ်ပါကတိတ်ခါချ၍လူထွက်ခြင်း၈။ပြင်းထန်သောအနာရောဂါကိုရခြင်း၉။စိတ်ပြန့်လွင့်ပြီးယူသွတ်ခြင်းတို့ရောက်ခြင်း၁၀။တွေးတွေးဝေးဝေးတရားခြင်း၁၁။တေပြီးသည့်နောက်အပေငရဲတို့ကက်ရောက်ရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဆဲဆိုခြင်းကြောင့်ရရှိလာမိအပြစ်ဆက်တဲ့မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ဘလို့အကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ်ဆဲဆိုခြင်းအမှုကိုမပြုပါနဲ့နော်။အင်တာနက်လူမှုကွန်ရက်တွေမှာ ဝိနည်းနဲ့မညီတဲ့အမှုတွေကိုလုပ်နေတဲ့ကုတော်တွေကိုမြင်ပြီးဆိုရင်အကျိုးနဲ့အကြောင်းနဲ့ပြောပြပါပြောပြလို့မရဘူးဆိုရင်အဲ့ဒီကုတော်ကမိမိနေထိုင်တဲ့အရက်ကကုတော်ဖြစ်နေပါကသူတို့ရဲ့အကြီးအကဲတွေကိုတိုင်ကြားလိုက်ပါအဲ့ဒီနည်းနဲ့ဖြည့်ရှင်းတာဟာအကောင်းဆုံးဖြစ်ပါတယ်အဲ့ဒီလိုမဖြည့်ရှင်းဘဲနဲ့မိမိကဒေါသလျောက်ဆဲဆူမိမယ်ဆိုရင်မိမိမှာအပြစ်ဖြစ်တတ်ပါတယ်နော်အရှင်ဖခင်ကျမ်းမာရေးမကောင်းတော့စိတ်ဓာတ်တွေကြားမိတယ်ဖခင် ခေါ်အားဖြစ်အောင်မန်တကြောင်းလောက်ဗီဒီယိုနဲ့အပီပြန်ပေးပါအရှင်ဖရာတဲ့လူတွေဟာအနာရောဂါကြောင့်မကျန်းမာမှာဖြစ်ပြီဆိုရင် စိတ်သက်တွေကျတတ်ပါတယ်အနာရောဂါကြောင့်မကျန်းမာမှာဖြစ်လို့စိတ်သက်ကျပြီဆိုရင်စိတ်ခွန်အားဖြစ်အောင်စင်ကြယ်နှလုံးသွင်းတဲ့ဤရှိပါတယ်နော်ဘယ်လိုနှလုံးသွင်းစင်ကြယ်မလဲဆိုရင်မြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးဟာမြတ်စွာဘုရားကိုရောဂောရောဂောတိဗန္တိဟုတ်သတိ ကတမောနုခောဗန္တိရောဂောဝုသတိဗန္တိဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရောဂောရောဂောတိယောဂယောဂဟု၍ဝုသတိလောကမှာပြောနေကြပါတယ်မြတ်စွာဘုရားကတမောအဘယ်တရားကိုရောဂောတိယောဂဟု၍ဝုသတိဆိုအပ်ပါတယ်မြတ်စွာဘုရားဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားလောကမှာယောဂယောဂလို့ပြောနေကြပါတယ်မြတ်စွာဘုရားအဘယ်တရားကိုယောဂလို့ခေါ်ပါတယ်မြတ်စွာဘုရားလို့မေးလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားက ရောဂောတိခောဘိက္ခုရူပာဏမိတံအဓိဝဆနံဘိက္ခုချက်သားယဟံရောဂောတိအေတံအဓိဝဆနံယောဂါဆိုတဲ့ဒီစကားဟာရူပာဏယုတ်တရားတို့ဤအဓိဝဆနံအမိဖြစ်တယ်ချက်သားယဟံယောဂါဆိုတဲ့စကားဟာယုတ်တရားတို့ဤအမိဖြစ်တယ်လို့ဖြေကြတော်မူပါတယ်ယောဂါဆိုတာယုတ်ပါပဲယုတ်ရှိတဲ့လူမှန်သမျှယောဂါဖြစ်မယ်နေမကောင်းထိုင်မသာဖြစ်မယ်ဒါဟာတဘာဝပါပဲเนาะအဲ့ဒီတော့မိမိက နေမကောင်းထိုင်မသာဖြစ်လို့စိတ်သက်ကြပြီဆိုရင်ဩရုပ်ရှိတဲ့လူမှန်သမျှအနာရောဂါရှိမယ်နေမကောင်းထိုင်မသာဖြစ်မယ်ငါဟာလေရုပ်ရှိထားတဲ့အတွက်ကြောင့်ရောဂါရှိမယ်နေမကောင်းထိုင်မသာဖြစ်မယ်ဒီလိုဖြစ်တာဟာငါတယောက်တည်းမဟုတ်ဘူးရုပ်ရှိထားတဲ့လူတိုင်းဖြစ်တာပါလားလို့နှလုံးသွင်းစဉ်းကျင်လိုက်ပါအဲ့ဒါဆိုရင်စိတ်ကစောက်တရားရပြီးတော့စိတ်ခွန်အားတွေဖြစ်သွားပါလိမ့်မယ်နော် အရှင်ဖုရားတပည့်တော်ယူသေးစွာမိလျှောက်ပါရစေဖုရားမြတ်စွာဘုရားကငါပြောတဲ့အတိုင်းလဲအကုန်မှန်တယ်လို့တထိကျမှတ်မှတ်ယူနေအောင်လို့ဟောဘူးတာများရှိပါသလားဖုရားတဲ့ရှိပါတယ်เนาะအဲ့ဒီတရားကအင်္ဂုတ္တရနိကေတိကနိပတ်မဟာဝတ်ကိတာမှုတိတုတ်ထဲကကာလာမတွေကိုဟောတဲ့တရားပါကာလာမတွေဆိုတာကဗုဒ္ဓဘာသာဝင်တွေမဟုတ်ပါဘူးဘာသာခြားတွေပါ အဲ့ဒီဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်မြတ်စွာဘုရားရဲ့တရားကိုမနာကြားရသေးခင်မှာတိဋ္ဌိဆရာကြီး6ယောက်နဲ့တွေ့ပြီးတိဋ္ဌိဆရာကြီး6ယောက်ကတယောက်တစ်မျိုးဟောလိုက်တဲ့တရားတွေကို နာကြားရ၍အမှန်မမြင်နိုင်ပဲဝီဝီဝါးဝါးဖြစ်နေပါတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကြွရောက်ပြီးတော့အဲ့ဒီတရားကိုဟောတာဖြစ်ပါတယ်ဟောတာတောင်မှဆယ်ချက်ဟောတာပါเนาะအဲ့ဒီဆယ်ချက်ကိုတော့ဒီနေရာမှာမပြောတော့ပါဘူး ဲ့ဒီလိုတိတိဆရာကြီး6ယောက်ကတယောက်တစ်မျိုးဟောလိုက်တဲ့တရားတွေကိုနားကြားရ၍ဝေဝေဝါဝါဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကငါပြောတဲ့တရားကမှန်တယ်ငါပြောတာကိုပဲယုံပါလို့ပြောလိုက်မယ်ဆိုရင်ကာလာမတွေဟာအရှင်ဂေါရမလည်းတိတိဆရာကြီး6ယောက်နဲ့အတူတူပါပဲလို့မြင်သွားပါလိမ့်မယ်။ဒါကြောင့်မြတ်စွာဘုရားကဒီတရားကိုဟောတာပါနော်။ကေသမုဒိတုတ်ဆိုတာဟာဘာသာခြားတွေကိုဟောတဲ့တုတ်ဖြစ်ပါတယ် ဲ့ဒီဘာသာခြားတွေကိုဟောတဲ့တုတ်ကိုဗုဒ္ဓဘာသာဝင်တွေကမိမိတို့ရဲ့ရှုထောင့်ကကြည့်လိုက်တဲ့အခါမှာအမြင်တစ်မျိုးဖြစ်နေပါတယ်။ဒါကြောင့်အဲ့ဒီတုတ်ဟာဗုဒ္ဓဘာသာတွေရဲ့ရှုထောင့်ကကြည့်ရမှာမဟုတ်ပါဘူးเนาะ။ဘာသာခြားတွေရဲ့ရှုထောင့်ကကြည့်ရမှာဖြစ်ပါတယ်။ဗုဒ္ဓရဲ့အဆုံးအမတွေကိုနာကြားရ၍ဗုဒ္ဓအဘေါ်ကိုအကျွမ်းမဲ့ယုံကြည်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဗုဒ္ဓအဘေါ်မှာတန်တရားမဖြစ်ပါဘူး။ဗုဒ္ဓအဘေါ်မှာတန်တရားဖြစ်နေသေးတယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာဗုဒ္ဓဘာသာဝင်စစ်စစ်မဟုတ်သေးပါဘူးเนาะ။ နားလည်ပါသည်အရှင်ဖယဇတ်တော်တခုမှာသာသမီကောင်းကိုစော်ကားလို့မိဘကမြင်မျိုးခံရတာ ဟုတ်ပါတလားဖယမတိလို့ပါအရှင်ဖယတဲ့မိဘလောက်သီလတမာတိပညာမရှိတဲ့အဝဇာတသာသမီမိဘနဲ့သီလတမာတိပညာဓာတ်တူညီညာရှိတဲ့အနုဇာတသာသမီမိဘထက်သီလတမာတိပညာတာလွန်သောအတိဇာတသာသမီရဲ့ဆိုပြီးသာသမီ၃မျိုးရှိပါတယ် အဆိုပါသာသမီ၃မျိုးထဲကမိဘထက်သီလသမာဓိပညာတာလွန်သောအတိဇာတသာသမီကိုမိဘတွေစော်ကားမိမယ်ဆိုရင်အဲ့ဒီစော်ကားတဲ့မိဘမှာအပြစ်တင်နိုင်ပါတယ်950နိပတ်တော်ကိစ္စကနိပတ်မဏိကုံတလဝတ်သုလဓမ္မပါဠဇတ်တော်မှာမဟာပတာပမင်းဆိုတာရှိပါတယ်အဆိုပါမဟာပတာပမင်းဟာမိဖုရားဖြစ်သူကိုမကျင်တတ်တာနဲ့ပဲသူ့ရဲ့သားတော်လေးဖြစ်တဲ့ ဓမ္မပါလဒုတိယသားလေးကိုခြေသေးလက်တွေခေါင်းပေဖြတ်ပြီးတော့တပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီအကုသိုလ်ကံကြောင့်မဟာပတာပမေဟာညီမျိုးခံရပြီးအဝေစီငရဲသို့ကြာရောက်သွားရပါတယ်။ဒါကြောင့်သာသမီကောင်းကိုစော်ကားရင်ညီမျိုးခံရတယ်ဆိုတာဖရာဟောဇတ်တော်မှာရှိပါတယ်။အရှင်ဖရာအဝိနည်းယ7ပါးအကြောင်း ရှင်းပြပေးပါဖရာအဝိနည်းယ7ပါးဆိုတာ မြတ်စွာဘုရားပြိဋိဘံဆံပြီးလို့နှစ်ပေါင်း၁၀၀လောက်ကြာတဲ့အခါမှာသာသနာတော်ရုပ်လျော့မိမ့်မိန်ကြီးအကြောင်းဖြစ်သောသာသနာတော်ဤအငြိအကြီးဘေးရန်ကြီး၁၀ပါးကိုပြောတာဖြစ်ပါတယ်။အဲ့ဒီအဝိနည်း၁၀ပါးဟာဝေသာလီပြည်၌နေတဲ့ဝိသီတိုင်းသားယဟန်တွေကြောင့်ပေါ်ပေါက်လာတာပါ။အဆိုပါအဝိနည်း၁၀ပါးကိုဦးစင်ရေးပြီးမှတ်ထားပါတယ်။အခုချင်းစီဖတ်ပြီးဖြေပေးပါမယ်နော်။၁သိကိလောနာကပ္ပ ။စားကြိုဖြင့်စားကိုထဲ၍ယူဆောင်ပြီးစားမရှိသောအခါယာဝကာလိကဘောဇင်နှင့်ရော၍စားခြင်းသည်ယဟန်တို့အားအဲ့ဤဟုအယူရှိခြင်းတပါ။တဏိတိပါစိတ်အဘက်တင့်တဲ့အတွက်မအပ်ပါဘူးနော်။နှစ်ဒင်ကုလကပ္ပနေမုန်းတဲ့၍အရေးလက်နှစ်သက်လွန်မှယာဝကာလိကဘောဇင်စားခြင်းသည်ယဟန်တို့အားအဲ့ဤဟုအယူရှိခြင်းတပါဝိကာလဘောဇနသိခါဘုရားပါစိတ်အဘတ်သင်ပါတယ်မအပ်ပါဘူးเนาะ သုံးဂမန္တရကပတံပီဟုမြင့်မိသောဘောဇဉ်ကိုအတိရိတ်ဝင်းဤတံကိုမပြူပဲတေယွာတပါးသို့သွားအပ်ဟုနှလုံးပြု၍စားခြင်းသည်အံ့ဤဟုအယူရှိခြင်းတပါးအနတိရိတပါစိအဘက်တင့်တာကြောင့်မအပ်ပါဘူးနော်လေးအဝတကပတိန်တခုတည်း၌အထူးထူးသောနေရာ၌နေ၍အတိတိကံဆောင်ခြင်းသည်အံ့ဤဟုအယူရှိခြင်းတပါးဝကကံမဖြစ်တဲ့အတွက်ကြောင့်မအပ်ပါဘူးနော်ငါ အနုမတိကပမရောက်လာသေးသောယဟန်တို့၏အလိုဆန္ဒသဘောတူချက်ကိုယူ၍ကံဆောင်ခြင်းသည်အဤဟုအယူရှိခြင်းလဲတပါးဒါလဲဝကကံမဖြစ်တဲ့အတွက်ကြောင့်မအပ်ပါဘူးเนาะ6အာစိဏကပဥပိ္ပစေဇာတို့၏အယူအလေဟူသည်၍သည်အဤဟုအယူရှိခြင်းလဲတပါးဒါလဲမအပ်ဘူးเนาะခနှစ်အမတိကပလို့ရည်အဖြစ်ကိုလည်းမစွန်သေးလူတန်းအဖြစ်ကိုလည်းမရောက်သေးသောလို့ရည်ကိုပဝရိတ်တင်သောယဟန်သည် အတိရိတ်ဝင်လေးကံမပြူပဲစားတော့ခြင်းကအဲ့ဤဟုအယူရှိခြင်းလဲတပါအနာတိရိတ်တပါစိတ်အဘက်တင့်တဲ့အတွက်မအပ်ပါဘူးနော်ရှစ်ပပတိဇာလောကိပါတုံတေနုကိုတောက်ခြင်းကအဲ့ဤဟုအယူရှိခြင်းလဲတပါသူရာပါဏပိတ်ခါဖို့အရာပါစိတ်အဘက်တင့်တဲ့အတွက်မအပ်ပါဘူးနော်ကိုကပတိအတ္တတကနိတိတဏအစာမရှိသောနိတိတိုင်းသည်ယဟန်တို့အအဲ့ဤဟုအယူရှိခြင်းလဲတပါဒါလည်းမအပ်ပါဘူးနော် တသေကပတိဇာတရူပရသတံရွှေငွေကိုအလှခံခြင်းသည်ယဟန်တို့အားအဤဟုအယူရှိခြင်းတပါးဒါဟာအဝိနယဝိတုစေပါပဲဖြစ်ပါတယ်အရှင်ဖေယမေလျှောက်ခွင့်ပြုပါဖေယမြတ်စွာဘုရားမှာဆရာမရှိဘူးဆိုတာဖရားမဖြစ်ခင်တည်းကလားဖရားဖြစ်ပြီးမှဆရာမရှိတော့တာလားဖရားတဲ့မြတ်စွာဘုရားမှာဆရာမရှိဘူးဆိုတာကလောကုတ္တရာမှာသဗ္ဗညုတဉာဏ်နဲ့ တစ္ဆာလေးပါးကိုသိတဲ့နေရာမှာဆရာမရှိဘူးလို့ပြောတာပါ။လောကီမှာတော့မြတ်စွာဘုရားမှာဆရာရှိပါတယ်။ဥဒကနဲ့အာလာရယသိတို့ဟာဘုရားအလောင်းတိတ်တခမင်းသားကိုဘုရားမဖြစ်မီဇာယင်ကာ၈ပါးကျင့်ပုံကျင့်နည်းတွေကိုသင်ပေးခဲ့တဲ့လောကီဆရာတွေဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားမှာလောကုတ္တရာမှာဆရာမရှိတော့လည်းပဲလောကီမှာဆရာရှိပါတယ်။မြတ်စွာဘုရားဤဆရာတွေသည် ဆော့ဆော့ကပြောခဲ့တဲ့ဥဒကရပေးနဲ့အာလာရရပေးတို့ပဲဖြစ်ပါလေဖုံဖုံဖေးရတကြံအချင်းသာအတာကြိုရာခြင်းအကြောင်းလေးရှင်းပြပေးတော်မူပါတဲ့အတာဆိုတာအန္တဆိုတဲ့ပါဠိကလာတာပါနော်မြန်မာလိုပြန်ရင် အတာဆိုတာဒန်းသိမ့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်တကြံအခါကြီးရကြီးတွေမှာအကုသို့လုပ်မယ်ဆိုရင်ဒန်းသိမ့်တယ်ဆိုတဲ့အယူအဆကိုပဲ အန္တအတာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်မြန်မာတွေဟာကြံကာလရောက်ပြီဆိုရင်တရားမင်းလူပြေကိုစင်းတယ်ဆိုတဲ့အယူရှိကြပါတယ်အဲ့ဒီလိုတရားမင်း လူပြေကိုစင်းတယ်ဆိုတဲ့အယူရှိတဲ့အတွက်ပန်းတွေပန်းညွန့်တွေဖြင့်တရားမင်းကို ကြိုဆိုကြပါတယ်အဲ့ဒါကိုပဲအတာကြိုတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်နော်